မြန်မာထိုင်းနယ်စပ်အနီးကရင်မျိုးသားအစည်းအရုံး KNU ဌာနချုပ်နာနေရယူတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ခလဲ့ဒီတက်စခန်းကို KNU နဲ့ပူးပေါင်းတပ်ကမတ်လ25ရက်မနေ့ကညနေပိုင်းမှာတင်းယူလိုက်ပါတယ်ခလက်ဒေတာစကန်တင်းယူတာကိုကရင်သတင်းရှင်းမြစ်နဲ့ထိုင်းနယ်စပ်သတင်းရှင်းမြစ်တွေကအတည်ပြုသလိုထိုင်းသတင်းဌာနတွေကလည်းဖော်ပြပါဗျ။ခလက်ဒေတာစကန်ကိုမတ်လ22ရက်က KNU တပ်မဟာခွန်တပ်ရင်း22တို့ကဥဆောင်ပြီးစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်၄ရက်အကြာမနေ့ကညနေပိုင်း၄နာရီဝန်းကျင်မှာတော့စကန်သိမ်းနိုင်ခဲ့တာလို့သိရပါဗျ။စကန်သိမ်းတိုက်ပွဲအတွင်းလက်နက်ခဲယမ်းတွေသိမ်းဆီရရှိခဲ့တယ်လို့သိရပေမဲ့လက်နက်ခဲယမ်းအရေးအတွက်နဲ့အမျိုးအစားအသေးစိတ်ကိုတော့မသိရသေးပါဘူး။ KNU ရဲ့စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရခလဲဒီစကန်ဟာတမဟာခွန်နယ်မြေထဲမှာတည်ရှိတဲ့စကန်ဖြစ်ပါတယ်။စကန်မကြဖို့အတွက်စစ်ကောင်စီလေတပ်က Yak 130 Make 29စတဲ့တိုက်လေယာဉ်တွေကိုတုံးပြီးပုံကျဲတာ တိုက်ခတ်ရေးရဟတ်ရင်နဲ့လေကြောင်းပစ်ကူပေးခဲ့တာတွေလှုပ်ဆောင်ပေမဲ့စကန်းကို KNU ကသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကန်းကမြန်မာထိုင်းနယ်စပ်မှာတည်ရှိပြီးနယ်စပ်စီးနဲ့နှစ်မိုင်နီးပါးသာကွာဝေးတာကြောင့်တိုက်ပွဲဖြစ်ပွားနေချိန်မှာထိုင်းဘက်ကလုံခြုံရေးမြင့်တင်ထားသလိုစကန်းသိမ်းတပ်ပွဲကိုအနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ခလဲ့ဒေတပ်စကန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားကြတယ်လို့ထိုင်းနယ်စပ်သတင်းရှင်းမြစ်ကအသိပေးပါတယ်။ခလဲ့ဒေစကန်းတိုက်ပွဲကြောင့်အနီးတစ်ဝိုက်မှာရှိတဲ့ ခလဲ့တေနို့လော်ဖလိုကျဲရွာတွေကဒေသခံတရာကျော်ဟာထိုင်းပတ်ချန်းစီစစ်ဆောင်နေရတယ်လို့သိရတာပါ KNU ဗဟိုဌာနချုပ်အနီးဝန်ကျင်မှာစစ်ကောင်စီတပ်ရဲ့ခလဲ့တေစခန်းအပြင်မေတဝေါ်စခန်းရှမ်းရွာတဲ့ဘူဟာတို့လည်းရှိနေပါရဲ့ရှင်